ပရိတ်တက်အားလုံးပဲမင်္ဂလာပါရှင်စတာမန်မှာပြန်နေကျဆွလိုက်ပါရှင်ပရိတ်တက်အတွက်ကုဒကောက်တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့ဂျော်ဆန်စုကြည်ကိုအများဆုံးပြန်လွတ်ပေးဖို့စက်ကောင်စီကို NND ကတောင်းဆိုလိုက်ပြီးဆိုတဲ့သတင်းတွေပဲဖြစ်ပါရယ်မြန်မာနိုင်ငံရဲ့ပြဿနာတွေမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဂျော်ဆန်စုကြည်မပါပဲမပြေးလည်နိုင်တာကြောင့်အများဆုံးပြန်လွတ်ပေးဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလန်ဒီရဲ့တောင်းဆိုလိုက်တာဖြစ်ပါရယ်ဒီတောင်းဆိုထုတ်ပြန်ချက်ထံမှာတော့ဆန်စုကြည်အပါဝင်နိုင်ငံတော်ဝန်ကပုံမှန်မျိုးစုတ်တက်ပြီးမတရားဖန်ဆီးခံထားတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုပါချွင်းချယ်မရှိပြန်လွတ်ပေးဖို့တောင်းဆိုထားကြောင်းသိရှိရပါတယ်စကောင်စီဟာတိဆက်ဖက်စီပေါ်ချေခံဥပဒေကိုချိုးဖောက်ပြီးတမရဝင်းမြင့်ဒေါ်ဆန်းစုကြည်နဲ့ပါတီကောင်ဆောင်ရကိုဖမ်းဆီးအကျဉ်းချလာတဲ့သူကိုဆန့်ကျင်တဲ့ပြည်သူတွေကိုပါဖမ်းဆီးတပ်ဖြတ်နေတယ်လို့ဆိုထားဖြစ်ပါတယ်။ NLD အနေနဲ့စစ်ကောင်စီကိုကြားဆုံးတဲ့အထိပြည်သူတွေနဲ့အတူတိုက်ပွဲဝင်ရပ်တည်တော်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်မိုင်းဝင်းခိုင်တန်းရလည်းပြောဆိုထားဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ခေတ်ဆက်ဆက်ခံပါတဲ့ယုံကြည်ချက်တွေနဲ့စစ်အာဏာရှင်အဆက်ဆက်ကိုတိုက်ပွဲဝင်လာခဲ့တဲ့အတိုင်း အခုနေဦးတော်လည်းမှာလဲစစ်ကောင်စီကြဆောင်ကအတွင်ကူပြောင်းရေးကာလကိုရောက်ရှိနေပြီးတရားမျှတမှုကိုရှာဖွေနိုင်ခဲ့တဲ့အထိတော်လည်းအဖွဲ့ဝင်တွေပြည်သူလူထုတွေနဲ့တူဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ပြောလိုပါတယ်လို့ပြောဆိုထားဖြစ်ပါတယ်။ဒါပြင် NND ရဲ့ထုတ်ပြန်တောင်းဆိုချက်ထဲမှာတော်ဆန်စစ်ကောင်စီရဲ့အတွေ့အကြုံရွေးကောက်ပွဲကိုလည်းလက်ခံမှာမဟုတ်ကြောင်းထပ်လောင်းပြောဆိုသွားခဲ့ကြောင်းသိရပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဂျော့ဆာဆူချီဟာဆိုလို့ရှိရင်နေပြည်တော်ချုပ်ထောင်ထဲမှာစစ်ကောင်စီကဆွဲထားတဲ့အမှုပေါင်း19မှုနဲ့1928နှစ်ကြာခဏရဆဲဖြစ်ကြောင်းသိရှိရပါတယ်။ကျောင်းနဲ့တိဆက်ပေးမှုကျွန်မရဲ့ကဒါနာကိုပြပါရှင်။အပင်နာဆင်မှုအတွေ့အထူးပဲကျေးဇူးတင်ရှိပါရှင်။